ဟယ်လိုအားလုံးဝမင်္ဂလာပါဖိုးဝမန်ချန်ကနေကြိုဆိုပါရစေဒီနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်နိုင်ငံပွဲစဉ်တွေထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေရှိပါတယ်ဆိုတော့ဒီ Nation League မှာ Quarter Final ပေါ့နော်ဒါဒုတိယကြော်တွေရှင်ပြိုင်ကစားကြမှာပေါ့ဗျာဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါ Portugal နဲ့ဒိမတ်ပွဲရဲ့ Germany နဲ့ Italy ပွဲရဲ့အကြောင်းလေးကိုကျွန်တော်ပြောကြည့်အောင်ဆိုတော့ Portugal ကတော့သူတို့ရဲ့ Portugal မြေမှာဒိမတ်ကိုသူတို့လက်ခံကစားရမယ်ပထမအကြော်မှာတော့အလုံးတီးခဲ့ကြတဲ့အတိုင်းပဲ တော်တော်ကိုကျွန်တော်တို့တိုင်ပတ်ခဲ့ပြီးတော့ပေါ်တူဂီကဗောနော်ဘာမှမလုံနိုင်ခဲ့ပဲနဲ့ဝမ်းစီဆိုတဲ့ရလနဲ့သူတို့ရှုံးသွားတာဆိုတော့ဒိမတ်ကတော့အဲ့ဒီမှာလူသားဝင်လာတဲ့ Resmus Wildland ရဲ့တကူတွေနဲ့88မိနစ်မှာတွင်းခဲ့တဲ့တကူတွေနဲ့နိုင်သွားတယ်ဗောနော် တကယ်တမ်းကပိုတောင်မှဂိုးတွေပါပြီးပြက်ခဲ့ရမှာပေါ်တူဂီရဲ့အဲ့ဒီပွဲစဉ်မှာဘာမှမလုံနိုင်ဘူးပေါ်တူဂီနီနဲ့ကစားမကောင်းနေကျွန်တော်အများကြီးရှိပြီးတော့ဗောနော်ရလက်အရာဘာမှမကောင်းအောင်ကျွန်တော်မလုံနိုင်ဘူးဒါပေမဲ့လို့ဒီမှာတော့သူတို့ညအောင်စွမ်းဆောင်နိုင်မှသူတို့ရမယ် ဒါမှသူတို့ဒီနောက်ဆင်းစီမီဖိုင်နယ်ကိုသူတို့တက်ခွင့်ရှိမှာဒိမတ်အတွက်ကတော့တည်ရအောင်ပဲသူတို့ကျူးပန်းမယ်ပေါ့ဗျာဒါပေမဲ့လို့ဒိမတ်ဘက်ကလည်းဗျာတိလာဒီပုံစံနဲ့ဆိုလို့ရှိရင်ပေါ်တူဂီကိုကြောက်စရာမလိုဘူးဘာလို့လဲဆိုတော့ဟိုသူတို့အိမ်ခွင်းမှာဒိမတ်မြေမှာကစားတော့ကဆိုရင်အင်းပေါ်တူဂီထက်အများကြီးပိုကောင်းအောင်ကစားနိုင်တယ်ပေါ်တူဂီကိုစိတ်ချိုက်ချယ်လေးပြသွားတာနော်ဟိုအတင်းတင်းလိုက်အရာဖန်တီးမှုဘလို့ဘလောက်ထိကျွန်တော်ကောင်းအောင်လုပ်ပြရမလဲနော်ဒီမွားအရာဘလောက်ထိပိုကောင်းတဲ့အတင်းဖြစ်နိုင်တယ်လဲ ပြည်တယ်မလားနော်ဘောလုံးဘလူးကစားရတယ်လေဆိုတာတော့ပြသွားတယ်လို့တော့ကျွန်တော်ပြောရအောင်မယ်ဒိမတ်ဟာအများကြီးပို့ပြီးတော့ကောင်းခဲ့တယ်ပွဲနောက်တန်းမှာဆိုလို့ရှိရင်လည်းဂျိုအချင်းအန်ဒါဆန်တို့ဘာစတာကတ်တို့လိုမျိုးဒီအေရီယေဂျူစ်ကောင်းနေကစားမတွေဂရောင်းတက်ကဲကောင်းနေကစားမတွေကျွန်တော်အများကြီးရှိတယ်ပေါ့နော်ကွင်းလယ်မှာလည်းသူတို့ဒီ everything ကတော့ number 10 rule မှာအဓိက player ဖြစ်နေတော့မယ်ဒိမတ်အတွက် Christian Nogat တို့ပေါ့နော်ပြလို့ရှိရင် Sporting က Human တို့ကစားမတွေကဒီကွင်းလယ်နှစ်ယောက် rule မှာဆိုလို့ရှိရင်တော်တော်ကိုအရေးပါပြီးတော့ လို့ပြောမယ်ဘောလုံး position လေးကျတို့ထိန်းကစားနိုင်စွမ်းရှိတယ်သူအများကြီးပေါ့နော်ကျတို့နေလုတ်ပြနိုင်စွမ်းရှိတယ်တောင်မှန်ပါလဲပဲဘယ်လိုပြောမလဲဒီကြီးနိုင်လွှားနိုင်တဲ့ကစားမားတွေဗျာဒါအပြင်ဒိမတ်ကဟိုဟိုဘယ်လိုပြောလို့အချိန်ကြီးတိုင်းဆွဆက်ပြေးနေတဲ့အသင်းမျိုးမဟုတ်ဘဲနဲ့တကယ်ပေါ့နော်ဒီအသင်းလိုက်ကစားပြီးတော့အခွင့်အရေးကိုစိတ်ကြည်တဲ့ကြည်ဖန်တီးတဲ့အသင်းမျိုးဆိုအဲ့မှာတင်ကျွန်တော်နေတဲ့ဒိမတ်ဘက်မှာကတကယ်ဘယ်လိုပြောမလဲတိုက်စစ်အနေထားကိုကွင်းလေအနေထားရောရအသာစီးတွေမရတော့မှာ system တခုမှာအသားကျနေတဲ့ပုံစံမျိုးဆိုတော့ပေါ်တူဂီကိုကောင်းကောင်းရှင်းနိုင်တာဆိုတော့တိုက်စစ်မှာလည်း Resman Swilen လို့ကစားမားတွေနော်သူတို့ကစားမားတွေကျွန်တော်ရှိတယ်ဆိုတော့ပေါ်တူဂီအနေနဲ့ဒိမတ်ကိုအိမ်ခွင်းမှာကစားတဲ့အချိန်မှာတော့သူတို့ဟိုပိုအများကြီးပိုကောင်းအောင်သူလောက်ပြနေမှာရတာပေါ်တူဂီနောက်တစ်ဆင့်တက်ဖို့လိုပါတယ်လူစင်းကိုကျွန်တော်ကြီးလိုက်လို့ရှိရင်ပေါ်တူဂီမှာအများကြီးချင်ကြီးကောင်းတယ်နောက်တက်မှာဆိုလို့ကျွန်တော် Ruben Dias တို့ Nuno Mendes တို့လူကစားမားတွေရှိတယ် ဆိုတော့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဂွန်ဇာလိုအင်ဂနာစီရူရူဆာမာတွေ right back ကလည်းစီမီဒိုရူရူဆာမာတွေကိုတို့တို့ဒါပွဲထုတ်လာဖို့ကျွန်တော်ရှိတယ်ကွင်းလင်မှာဆိုလို့ရှိရင်တော့ဘရူနိုဖနန်ဒက်စ်တို့နော်ဘီတင်ညာတို့ဂျောင်နီဘက်စ်တို့လိုမျိုးတကယ်ကောင်းတဲ့ကစားမအတွေ့အဖက်တွေရှိတယ်။ပြည်တနာကဒီ၃ယောက်ကိုဘယ်လိုအထိုင်ချရမလဲကိုမာတီနက်စ်ကကောင်းကောင်းသဘောမပေါက်တဲ့အနေထား။ဒါအပြင်ဘနော့ပက်ထူနီတို့ရာဖိုင်လီယာကိုခရစ်စတီယာနိုရိုနယ်ဒိုစတိုက်စစ်တီပြောင်းလဲသင့်တဲ့ကစားမတွေတော့ပြောင်းလဲမှကျွန်တော်ရမှာပဲ။နော်ဆိုတော့နေတူလည်းပဲ ပြောရလို့ရှိရင် right wing မှာဆိုလို့ရှိရင်သူ့ဟာနေသူခြေသွမ်းပြတဲ့ကစားမဆိုမိလို့ Chelsea မှာကောရုံးကန်နေရတယ်ဒီ national team မှာလည်းပဲအဲ့လောက်ထိအခြေအနေမကောင်းဘူးလီယာအိုကတော့ club level မှာအဆင်ပြေတယ်လို့ဖြစ်ပြီးတော့နိုင်ငံလက်ရွေးစင်အသင်းမှာဆိုလို့ရှိရင်တော့တိတ်ပြီးတော့အများကြီးအခြေအနေမကောင်းဘူးပေါ့နော်သူတို့မှာရွေးချယ်စရာကွင်းလေတွေကိုတိုက်စစ်တွေကိုရှိပါတယ်ကျောင်းပယ်လင်ညာတို့ဒါ Bayern Munich မှာတိတ်ပြီးတော့ injury ပြဿနာတွေကြောင့်ပွဲအများကြီးလွဲပြီးတော့ကစားကွင်းတိတ်မရဘူးဆိုပေမဲ့လို့ပေါ့နော်ဘယ်လင်ညာဟာ defensive midfield မှာတော့အများကြီးအဆင်ပြေနေတဲ့ player မျိုးပါ ဒါအပြင်ဘာနာရိုစီးပါတို့စီးပါကတော့တိတ်မြှလင်းစရာမရှိပါဘူးဒီကစားမကခြေသွမ်းပြတာကန်နာကကုံသွားပြီလို့ကျွန်တော်ထင်နေပါတော့ဆိုတော့ဘယ်လိုပြောမလဲတိုက်စစ်မှာလဲယူတာလို့လို့ကစားမတွေရှိနေသေးတယ်နီပြာဖြစ်သူကျွန်တော်ဒါဒီဘယ်လိုပြောမလဲရောဘတ်တိုမာတီနက်စ်အနေနဲ့ဒီပွဲကနိုင်အောင်သူပြန်လုပ်ပြမှသူရမှာပါပြည်တနာကပြနီပြာကိုအပြစ်တင်မှုကလည်းခေးရင်တယ်လို့ပဲကျွန်တော်ပြောရမလားဟိုရှေ့နီပြဟိုဆန်ဒိုစတုန်းကလည်းထားပါတော့ ဟုတ်ပြီပြောမလဲဘူးယူရို2016တွေပါတွေတော့ရသွားတာပဲအဲ့နောက်ပိုင်းမှာထူးထူးခြားခြားကြီးကျွန်တော်အနေနဲ့ဘာမှမလုပ်နိုင်ဘူးပေါ့နော် Nation League တွေပါတွေတော့ UK ဘူးသေးတယ်တိုးတော်လည်းပဲနောက်ပိုင်းနေ့တွေမှာပေါ်တူဂီယာလူစင်းကြီးကောင်းပြီးတော့ဘာမှမလုပ်နိုင်တော့တဲ့အခြေအနေမျိုးပါဆိုတော့လက်ရှိပေါ်တူဂီမြန်မာကစားမဲ့ဒီပွဲမှာတော့နိုင်အောင်တော့သူတို့တွေစွန့်ဆောင်နိုင်မှရမယ်ကျွန်တော်ကတော့ပေါ်တူဂီနည်းနဲ့ပေါ့နော်နောက်တစ်ဆင့်တက်နိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့ပြီးခဲ့တဲ့နေ့ကကစားတဲ့ပုံစံတိုင်းဆိုလို့ရှိရင်တော့အိမ်ဝင်းမှာသူတို့တွေ အာမန်ကို80တူလို့ရမှာမဟုတ်တဲ့အခြေအနေမျိုးပဲဒါပေမဲ့ကျွန်တော်အိမ်ခွေးမှာတော့ပေါ်တူဂီကိုယုံကြည်တယ်ပေါ်တူဂီနေနဲ့အနိုင်ဆုံးသူတို့တည်ကြီးကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အနိုင်ယူပြီးတော့နာရစင်တောင်မှတက်သွားနိုင်ဆုံးရှိတယ်1-0ဆိုတာကဘာမှမဆိုဖြစ်သွားနိုင်ဆုံးရှိတဲ့အခြေအနေမျိုးပါတေချာတာတစ်ခုကတော့ဒိမက်ကိုတင်းမွားလိုက်ရရှင်ကစားဖို့သူမလွယ်ဘူးပေါ့နော်ဆိုတော့ပေါ်တူဂီအိမ်ခွေးမှာအနိုင်ယူပြနိုင်မလားနာရစင်ကိုတက်သွားနိုင်မလားညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်ဆိုတော့နောက်တစ်သင်းကဂျာမနီနဲ့အီတလီတို့ကစားမယ်ပွဲပါဆိုတော့အီတလီမြန်မာကစားခဲ့တဲ့ဆန်စီရိုမှာကန်ခဲ့တဲ့ကွင်းမှာတော့ ဘယ်လိုပြောမလဲသူတို့တွေဒါဂျာမနီကအဝေးခွင်မှာ1 2ဆိုတဲ့ရလနဲ့ Kimmich ကခြေသွမ်းပြတ်ပြီးတော့အနိုင်ရတယ်ဆိုတော့အခုလက်ရှိကာကဒေါ့မွန်ရဲ့ကွင်းမှာသူတို့ရှိမှန်ကစားမှာပါဒေါ့မွန်ကွင်းမှာဒီဂျာမန်မျိုးမှာကစားရမယ်ပေါ့နော်အီတလီအတွက်မလွယ်ပါဘူးမလွယ်ပါဘူးဆိုတော့အီတလီကလုံးလုံးကြီးဟိုတနေ့ကညံ့ခဲ့တာမျိုးတော့မဟုတ်ဘူးဗျထားပါတော့ဂျာမနီကိုသမားပြည်တဲ့ဒါအိုလီဗာဘောင်းမန်တို့ပါတော့တော်တော်ကောင်းခဲ့လို့တတ်တာရရခဲ့တဲ့တချို့အရာတွေကျွန်တော်ရှိတယ်ဒါမျိုးလို့ဂျာမနီရဲ့ဘက်ကကျတော့အခွင့်အရေးတွေကိုကောင်းကောင်းအသုံးချသွားတယ်ပြောရမယ် ကျွန်တော်အဲ့ပွဲမှာတော့တကယ်တမ်းပြောလို့ရှိရင်ဂျာမနီကိုတိတ်ပြီးတော့မယုံခဲ့ဘူး။ဘာလို့လဲဆိုတော့ဂျာမနီကသူ့ရဲ့ national team ပုံမှန်ရဆိုလို့ရှိရင်ဒါတော်တော်လေးအားနေတဲ့အသင်းလို့ပြောရမယ်။နော်ဟိုနောက်တန်းမှာလည်းတချို့ကစားမတွေပွဲမထုတ်ခဲ့ဘူးဗျာ။ကွင်းလယ်မှာဆိုလို့ရှိရင်လည်း injury ပြဿနာကြောင့်အားကိုးရတဲ့ကစားမနှံ့ရောက်လောက်ထိကျွန်တော်မပါခဲ့ဘူး။ဒါအပြင်တချို့ကစားမတွေဆိုလို့ရှိရင်အရန်ကုန်မှသူထားလာတာ။တိုက်စစ်ကလည်းပဲတောင်မန်ဒီမှာဆိုလို့ရှိရင်အားနေတယ်။ထားပါတော့ Florin Vers တို့ဘာလို့မပါနေတာတွေဘာတွေနဲ့ဆိုတော့ပြောရရင်ဂျာမနီမှာကတော်တော်လေးကိုလူအားနေတဲ့လူစင်းရင်မှာ တကယ်တကယ်ပြင်ဆင်ထားတဲ့လူစင်းရာဆိုရင်ဒါကိုလည်းအီတလီကဗောနော်အိမ်ဝက်မှာအနိုင်မြူနိုင်ဘူးတူနာရီရဲ့တကူနဲ့သူတို့ဥဆောင်ကိုတွင်းထားတာမှန်ပြီပဲလေလို့ဘယ်လိုပြောမလဲဒီအမြင်ပေါ်တွေပါတွေဗောနော်တကယ်တကယ်ဒက်ဖန့်မှာကောင်းတဲ့ပလေယာတွေရှိရတဲ့အတိုင်းဟိုမရှင်းနိုင်ဘူးဗျာအဲ့လိုကဂျာမနီတွင်းသွားတဲ့နှစ်ကူဆိုလို့ချင်းအမြင်ပေါ်ကနေတောင်းကံပေါ်ကနေတလုံးလာတယ်နောက်ထပ်ဖြစ်တဲ့ပေါ်ကနေတလုံးလာတယ်နှလုံးစလုံးကိုကင်မစ်စီကနေကျွန်တော်လာတာကင်မစ်ကလက်ရှိဂျာမနီမှာဆိုလို့ရှိရင် right back မှာကစားတယ်ဘိုင်ယန်မြူးနစ်မှာဆိုလို့ရှိရင် ქვენ လင်မှာကျွန်တော်ကစားတယ် ဒါမျိုးလိုဘယ်မှာပဲကစားကစားသူ့ရဲ့ဘယ်တော့အမြင့်ဆုံးခြေသွမ်းကိုကျွန်တော်အမြဲတမ်းညီပါကျွန်တော်တို့မျှော်လင့်လို့ကျွန်တော်ရတယ်။အဲ့ဒီအီတလီနဲ့ပွဲမှာလဲဆန်စီရိုမှာအဲ့လိုလှုပ်ပြသွားတာ။ဆိုတော့အီတလီရဲ့ဘက်ကဒီဒါကင်မစ်ကကပတိန်လေးဖြစ်တဲ့တွေ့သူတို့ဒီနေနေပေါ့နော်။သူပွဲထွက်လာအောင်မှာပဲဒီကစားမကဆိုတော့ဒါတားဖို့သူတို့ကြိုးပမ်းမှာအမြင်ဘောတွေကိုပို့ပြီးတော့သူတို့ပိုင်နိုင်မှုကြိုးမယ်။ဘာလို့လဲဆိုတော့ Kimmich အနေနဲ့အာဂျာမနီအနေနဲ့ကျွန်တော်တို့ဒီဘယ်ကာလကနေပြီးတော့စပြီးတော့လည်းမသိဘူး။အခုချိန်ကြီးခေါင်းတိုက်သွင်းကို24ကိုလာမသိဘူးကျွန်တော်ရှိတယ် အဲ့ဒီတဲကကျွန်တော်အနေနဲ့12ကူးလောက်ကိုကျွန်တော်အနေနဲ့12ကူးကျော်ကျော်လောက်ကို Kimish ကဖြန်တီးပေးထားတာဒါကိုကျွန်တော်တို့ကြည့်ရင် Kimish ရဲ့ပေါ့နော်ဖြတ်တင်ဘောတွေကဘလောက်ထိတောင်းမှကျွန်တော်အီတလီတွေ့ sorry ပဲဂျာမနီတွေ့အေးပါနေတယ်လဲကျွန်တော်တို့ကောင်းကောင်းတွေ့နိုင်တယ်ဒါအပြင် deep line playmaker ဖြစ် sorry Kimish ကအများကြီးကျွန်တော်အနေနဲ့ပို့ပြီးတော့ကောင်းတယ်ဒါအပြင်နောက်ထပ် deep line playmaker sorry deep line playmaker ဖြစ် sorry group ကပေါ့နော်အဆင်ပြေတယ်လို့ကျွန်တော်တို့ဖြစ်နေတယ်ဒါကြောင့်ဒီအီတလီအနေနဲ့ဟိုကွင်းလေဒီမှာကောတိုက်စစ်ဒီမှာကောကျွန်တော်အနေနဲ့ပေါ့နော်ဒါ အမှန်ကန်တားဖို့ကျွန်တော်ကြိုးပမ်းရမှာအီတလီကဂျာမန်ထက်ပိုပြီးတော့ကောင်းတာကဘာလဲဆိုတော့ explosive ဖြစ်တဲ့ winger တွေကျွန်တော် wingback တွေကျွန်တော်ရှိတယ် physically ရ strong မာမာထန်ထန်သူတို့ကစားနိုင်နေပေါ့ဂျာမနီကတော့ပိုပြီးတော့ပွဲကိုထိန်းချုပ်ပြီးတော့ကစားခြင်းနဲ့အသင်းမျိုးကိုဆိုတော့အီတလီဘက်မှာဆိုလို့ရှိရင်ထားပါတော့ဘာစတိုနီတို့နော်ကာလာဖီယိုရီတို့လိုကစားမားတွေရှိတယ်ကာလာဖီယိုရီကတော့ ိုတနီကဒီ injury ပြဿနာရသွားတယ်ထင်ပါတယ်ဆိုတော့သူနှစ်ပတ်ကနေသုံးပတ်ထိနားတော့မယ်ဆိုတော့သတင်းတချို့လည်းတွေးထားတယ်ဆိုတော့ဒီလော်ဒန်သူတို့ဘာတို့ကဒီစနန်ဘက်မှာဝင်ကစားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာစတိုနီနဲ့အတူဒါပေမဲ့သူတို့မှာရွေးချယ်စရာကစားမားတွေကျွန်တော်ရှိပါတယ်နောက်တန်းမှာတော့ဆိုတော့ဘယ်သူတွေပါလာမလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ဒါအပြင်ကွင်းလယ်ကလည်းသူတို့ဒါရိုဘယ်လာတို့เนาะစင်ထရိုတူနာလီတို့နီကိုလိုဘာရယ်လာတို့ကစားမားတွေဝင်းဘက်ကလည်းဥရိုဂီတို့ဘာတို့ကတော်တော်ကိုအချိန်ကြီးကောင်းအောင်ကစားနိုင်တယ်ဒီမာကိုတို့မပါနိုင်သေးတဲ့အချိန်ကြီးမျိုးမှာ ိုလီဂျာနီတို့ပါလို့လဲဝင်းဘက်ဒီမှာခစားနေတယ်ဗောနော်တိုက်စစ်ကမွိုင်းစကင်းကတော့မဆူဘူးဗျာနော်သူ့ရဲ့အလှုပ်အတိုးတွေဘာတွေနေရာယူပုံတွေကတော်တော်လေးကောင်းတယ်ရက်စပီတိုရီတို့ပါလို့ဆိုလို့ရှင်လည်းမဆူဘူးဗောနော်ဒါအပြင်ခြေသွင်းပြနေတဲ့ဒီယာဒီမှာအက်တန်နာနဲ့ခြေသွင်းပြနေတဲ့ရီတီဂီတို့ပါလို့ဆိုလို့ရှင်ဒါမဆူဘူးလို့ကျွန်တော်ပြောရမယ်ဗောနော်ဆိုတော့ကျွန်တော်အနေနဲ့ဒီဂျာမနီဘက်ကတော့တိတ်ပြီးတော့တိုက်စစ်ကအများကြီးမရှိဘူးထားပါတော့တောင်မန်နီမှာဆိုလို့ရှင်စာနေတို့ကျွန်တော်ရှိမယ်နံပါတ်10ရို့မှာဆိုရင်မူစီယာလာကျွန်တော်ရှိမယ် ဒါပဲเนาะဒါအပြင်ဒီအမေရီတို့ဘာလို့ဆိုတာမျိုးကအခုမှပေါ့နော် လေရွေးစင်မှာကျွန်တော်ပြန်ပြီးတော့အချိန်ကြီးပြန်ပြီးတော့ပါရတယ်ပြီးတော့ basket group တို့ဘာလို့ဆိုလို့ရှိရင်လည်း deep line playmaker ဆော့တဲ့နေရာမှာဟို cruise လောက်တော့မကောင်းဘူးပေါ့ဗျာဒါပေမဲ့ဒီလိုဒီ pablo beach တို့ဘာလို့ပေါ့နော် stella တို့ဘာလို့ကိုမထည့်သေးတဲ့အချိန် pablo beach တို့ဘာလို့မပါနိုင်သေးတဲ့အချိန်မှာ group လောက်ပဲကျွန်တော်ရှိတာဆိုတော့ goreska ကပြီးခဲ့တဲ့ပထမကြော့မှာတော့မဆိုးဘူးဒါအပြင် defensive မှာဆိုလို့ရှိရင်ကျွန်တော်ဒီ andrich တို့ဘာလို့ကျွန်တော်လည်းရှိသေးတယ် เนาะနောက်တန်းကတော့ Jonathan Tah တို့ Rudy Gar တို့ Kimmich တို့ ਨੇ မစိုးဘူးဗောနော် close ဒီဘာလဲဒီ Maximilian Mittel တတို့ပါလာလေဆိုလို့ရှင်တော့လက်ဘက်လည်းမစိုးဘူးဒါပေမဲ့သူက David Robinson ကိုတုံးလာတာဆိုတော့ဒီနေ့ပွဲမှာတော့ Mittel ကိုသူတုံးလာမှကျွန်တော်ရမယ်ကျွန်တော်ကအင်ရှင်ဖြစ်တဲ့ဂျာမနီကတော့အချိန်ကြီးအများကြီးအားသာလိမ့်မယ်လို့ကျွန်တော်ထင်တယ်1 2ဆိုတဲ့အတွက်ပရမကျော်ရလက်ကလည်းအလောက်ကြီးကြီးတော့ဟိုအရင်ကြီးအားသာချက်ရှိနေတာမျိုးတော့မဟုတ်ပါဘူးတိုးတော်လည်းပဲ ်အိမ်ခွင်းမှာသူတို့လက်ခံကစားမဲ့ချီနီမျိုးမှာပိုကောင်းအောင်မြင်လုပ်ပြနိုင်မလားပေါ့ဒါပြင်နာဂလစ်မန်ကလည်းဂျာမီလက်ရွေးစင်ကိုကင်ပြီးကလေးကရှုံးဘွဲကလည်းအများကြီးမရှိသေးဘူးဗျာเนาะဆိုတော့ဒါကိုကျွန်တော်ကြည့်ရင်နာဂလစ်မန်လက်အောင်မှာတော်တော်ကောင်းနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အိမ်ခွင်းမှာဒုတိယကြော်မှာလည်းထက်အနိုင်ယူပြီးတော့နောက်တစ်စင်ကိုတက်သွားနိုင်မလားကျွန်တော်ကြည့်ရမယ်ဒီကိရိုအနေနဲ့ရောအီတလီနဲ့ဂျာမနီမှာဘယ်အသင်းကနောက်တစ်စင်ကိုတက်သွားနိုင်မလဲထင်ကြပါလေစူးနေကြပါအောင်အားလုံးကိုကြည်ညိုများကြပါလေ